မင်္ဂလာပါရှင်ခစ်တင်ယူချန်နယ်မှာထိတ်တန့်ရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တရုတ်ကုမင်းဆွေးနွေးပွဲတွင်နောင်ချိုကြောင်မဲတီဘောမိုးမိန်နယ်မိုးကုံမြို့နယ်တို့မှာ TNL တပ်များပြန်လည်ဆုတ်ခွာရန်စစ်ကောင်စီတောင်းဆိုမှု TNL ကပယ်ချတယ်ဆိုတဲ့သတင်းနဲ့ကိုကန် MNDAA ကဲ့သို့ TNL ကိုလှုပ်ဆောင်ရန်တရုတ်ကဆွတ်ဖက်နေတယ်ဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNL ကသိမ်းပိုက်ထားသော နောင်ချိုးကြောင်မဲတီဘောမိုးမိတ်မိုးကုံမြို့နယ်တို့မှာ TNL တပ်များပြန်လည်ဆုတ်ခွာရန်စစ်ကောင်စီကတောင်းဆိုမှု TNL ကပယ်ချလိုက်ကြောင်းယနေ့သတင်းထုတ်ပြန်ပါသည် တရုတ်နိုင်ငံ၏ကြားဝင်မှုဖြင့်ဧပြီလ28ရက်နေ့နှင့်ဧပြီလ29ရက်နေ့တို့တွင်စစ်ကောင်စီကိုယ်စားလှယ်နှင့် TNL မှဒုတိယဗိုလ်ချုပ်ကြီးတရားချုပ်ကြားဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံခဲ့ကြောင်း TNL တက်များအနေဖြင့်နောင်ချိုကြောင်မဲတီဘောမိုးကုတ်မိုးမိတ်စသောဒေသများမှပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့်နန်းစံနှင့်မန်တုံမြို့နယ်အတွင်အထူးသို့ပြန်လည်ဆုတ်ခွာရန်စစ်ကောင်စီကတောင်းဆိုလာကြောင်းအဆိုပါတောင်းဆိုချက်ကို TNL ကိုယ်စားလှယ်များကသဘောမတူနိုင်သဖြင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှုချက်စစ်မတူနိုင်သည့် ီးပဲနှစ်ဖက်အပြစ်ခတ်ရစင်းနိုင်ရန်အတွက်လာမည့်ဩဂုတ်လတွင်ထပ်မံတွေ့ဆုံရန်သဘောတူခဲ့ကြောင်းသိရှိရပါသည် စစ်ကောင်စီကလေကြောင်းမှဘုံကျဲခြင်း၊နက်နက်ကြီးများပစ်ခတ်ခြင်း၊ဒရုန်းများဖြင့်တိုက်ခိုက်ခြင်း၊ထိုးစစ်ဆင်ခြင်းစတဲ့ပစ်ခတ်တိုက်ခိုက်မှုများအလုံးရပ်တန့်ရန်တရုတ်မြန်မာနယ်စပ်ကုံတွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်ဒေသတည်ငြိမ်အေးချမ်းရန်တရုတ်ကကြောင်းဝင်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ TNL ကိုလည်းကိုကန့်တပ်ဖွဲ့ MNDAA ကဲ့သို့တဆင့်တိုးအပစ်ခတ်ရစဲရေးပြုလုပ်နိုင်ရန်အတွက်တရုတ်နိုင်ငံအထူးကိုယ်စားလှယ် Mr. Tain Shu Jin က ကမကထပြုအလေးထားကြိုးပမ်းပြီးနှစ်ဖက်တွေ့ဆုံမှုများအလီမြန်တိုးတက်လာစေရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း TNL ကသတင်းထုတ်ပြန်ပါသည်။ ဆက်လက်ပြီးညောင်လေးပင်မြို့နယ်ပစွန်မြောင်ဖြစ်ရွာရှိနေအိမ်များကိုဖောက်ထွင်းခိုးယူဖြက်စီးနေသောစစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၃ဦးဒဏ်ရာပြင်းထန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပဲခူးတိုင်းညောင်လေးပင်မြို့နယ်ပစွန်မြောင်ကျေးရွာရှိနေအိမ်များကိုဖောက်တွင်းခိုးယူပြက်စီးနေသောအကြံဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်မှ၃ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းမိနကားစစ်ကြောင်းမှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါရယ် မေလာတရက်နေ့နနက်7:55မိနစ်ခန့်တွင်ညောင်လေးပင်မြို့နယ်ပစွန်မြောင်ကျေးရွာအတွင်ရှိပြည်သူပိုင်နေအိမ်များကိုဖောက်ထွင်းခိုးယူဖျက်ဆီးနေသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိနကားစစ်ကြောင်းတိုက်ကင်းအဖွဲ့ကဝင်းရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါသည်စစ်ခွေးတွေကရွာထဲမှာတက်ဆွဲပြီးပြည်သူပိုင်နေအိမ်တွေကိုဖောက်တွင်းခိုးယူနေတာဒဏ်ရာရစစ်ခွေးသုံးအခြေအနေနဲ့အကြံထိခိုက်မှုနောက်ဆက်တွဲတော့အတိအကျမသိရသေးပါဘူး ၃ဦးစလုံးဒဏ်ရာပြင်းထန်တယ်လို့ကြားသိရပါတယ်။တိုက်ပွဲကတော့ဆက်ပြင်းနိုင်တယ်။ရွာထဲမှာတော့ပြည်သူတွေမနေတာကြားပါပြီဟုမိနကားစစ်ကြောင်းမှတာဝန်ရှိသူတို့ကပြောပါတယ်။ အလားတူမွန်းနေ့၁၂နာရီခန့်တွင်ပစွန်မြောင်ကျေးရွာဆွဲတလွဲပိုင်းတွင်အကြမ်းဖက်စစ်ကောင်စီတပ်ကထိုးစစ်ဆင်ပြီးစတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်အပြန်လန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းရင်းတိုက်ပွဲအတွင်းညောင်လေးပင်မြို့ရှိအကြမ်းဖက်စစ်ကောင်စီတပ်က120မမလက်နက်ကြီးနှလုံးဖြင့်ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်ထိုတီးတွေ့တိုက်ပွဲနှစ်ကြိမ်အတွင်းအကြံဖက်စစ်ကောင်စီတပ်သားတို့အပြင်းထန်ထိခိုက်ဒဏ်ရာရရှိကာနောက်ဆက်တွဲတဲ့တွင်တိရှိနိုင်ရန်စုံစမ်းနေစေဖြစ်ကြောင်းသိရပါသည် တိခိုက်ထန်ရာရရှိကနောက်ဆက်တွဲသတင်းသိရှိနိုင်ရန်စုံစမ်းနေစေဖြစ်ကြောင်းတော်လရေးတပ်ဖွဲ့များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးနိုင်ငံရေးပါတီနှစ်ခုမှနှုတ်ထွက်ထားသည့်စစ်တပ်ထောက်ခံသူအရာရှိဟောင်းဦးကျော်စီရကိုစစ်ကောင်စီဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ စစ်တပ်ထောက်ခံသူစစ်အရာရှိဟောင်းလည်းဖြစ်သည့်ဦးကျော်စီရကိုစစ်ကောင်စီကဖမ်းဆီးလိုက်ကြောင်းသိရပါတယ်။ဦးကျော်စီရကိုစစ်ကောင်စီ၏စစ်ဖက်ရေးရလုံခြုံရေးတပ်ဖွဲ့စရဖကပြီးခဲ့တဲ့ဧပြီလ22ရက်နေ့နောက်ပိုင်းတွင်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ဖမ်းဆီးခံရတယ်လို့သတင်းထွက်တယ်သူ Facebook မှာ22ရက်နေ့နောက်ပိုင်းကလေးကမတွေ့တော့ဘူးစစ်တပ်ထောက်ခံ channel တွေမှာဦးကျော်စီရကိုဖမ်းဖို့တွန်းအားပေးရေးသားနေတာရပ်ပိုင်းလောက်ရှိပြီးစာရဖာကဖမ်းတယ်လို့သတင်းထွက်တယ်ဟုနိုင်ငံရေးပါတီများနဲ့ဆက်ဆက်မှုရှိသူတအူကသတင်းဌာနသို့ပြောဆိုပါတယ် ဦးကျော်စရာကိုစစ်ကောင်စီကအမည်သည့်ပုံမှန်တက်၍ဖမ်းဆီးခြင်းဖြစ်သည်ကိုမသိရသေးတော့လေ၎င်းသည်ဗဟန်မြို့နယ်ဖုံကြီးကျောင်းတခုတွင်တိမ်းရှောင်နေခဲ့ကြောင်းပါတီအတိုင်းဝိုင်းထံမှသိရပါသည်။ဦးကျော်စရာသည်စစ်တပ်ထောက်ခံသူတဦးဖြစ်တော်လေစစ်ကောင်စီနှင့်စစ်ကောင်ဆောင်ကိုတယောသည့်စာများငလင်းနှင့်ပတ်သက်၍စစ်တပ်အတိုင်းဝိုင်းကိုထိန်ခေါ်သည့်စာများကိုလူမှုကွန်ရက်စာမျက်နှာတွင်ပြန့်ဝေရေးသားသည့်အတွက်စစ်ကောင်စီကဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်းသိရပါသည်။ စစ်အရာရှိဟောင်းဦးကျော်စီရသည်ပြီးခဲ့တဲ့2015ရွေးကောက်ပွဲတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဘက်မှဝင်၍တကုံမျိုးနယ်မှတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံရပြီးနောက်2018ခုနှစ်တွင် NLD ပါတီမှထုတ်ပယ်ခံခဲ့ရသည်ထို့နောက်ဒေါ်သက်သက်ခိုင်တီထောင်ထားတဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ပါတီတွင်ဒုတိယဥက္ကဋ္ဌအဖြစ်ဝင်ရောက်က2020ခုနှစ်ရွေးကောက်ပွဲတွင်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှင်ပြိုင်ခဲ့တော်လဲရွေးချယ်ခံရခြင်းမရှိခဲ့ကြောင်းသိရပါသည် ဆက်လက်ပြီးဒဝဲအထူးစီးပွားရေးဆောင်လေပတ်ရန်အတွက်စကန်းချရန်ပြင်ဆင်နေသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုဒေါ်လန်ရေးပူပေါင်းတပ်များတိုက်ခိုက်ရာနှစ်ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ တနင်္သာရီတိုင်းရေပြူမြို့နယ်နဘူးလေဒေတာအလဲဆောင်ကြီးရွာတွင်တဝဲအတူစီးပွားရေးဆောင်လေပတ်ရန်အတွက်စကန်ချရန်ပြင်ဆင်နေသောစစ်ကောင်စီတပ်ဖွဲ့ဝင်များအားတော်လန်ရေးပူပေါင်းတပ်များမှပြစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်ဖွဲ့ဝင်၂ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူများပြခဲ့ကြောင်းဒေါနာတက်ခွဲခွနစ် LPF ထံမှသိရှိရပါသည်တော်လန်ရေးပူပေါင်းတပ်များသည်ရေပြူမြို့နယ်နဘူးလေဒေတာတဝဲအတူစီးပွားရေးဆောင်လေပတ်ရန်အတွက်အင်အား80ခန့်ဖြင့်စကန်ချရန်ပြင်ဆင်နေသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုဧပြီလ28ရက်နေ့နက်6:30မိနစ်ခန့်က တွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။စစ်ကောင်စီကတဝဲအထူးစီးပွားရေးဆောင်ရင်းနဲ့စိတ်ကန်းနဲ့ဤကက်လျက်ရှိတဲ့လဲရှောင်ရွာမှာစခန်းချတပ်ဆွဲပြီးနေတာပါ။အင်အားက80လောက်ရှိတယ်။အဲ့ဒါကိုတွားပစ်တာပေါ့။စနိုက်ပါနဲ့ထိပ်ပြီး၂ရောက်သေးတယ်။ဒဏ်ရာရတဲ့သူတွေများတော့ညာတွင်ကျင်းမဲ့ရင်းနဲ့စိတ်ကန်းဘက်ကိုပြန်ဆုတ်သွားတဲ့ဟုဒေါနာတက်ခွဲခွနဲ့ LPF မှာပြန်ကြားရေးတာဝန်ခံရဲဘော်လီရိုကသတင်းဌာနကိုပြောပါရယ်။ စစ်ကောင်စီသည်တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်လေးချောင်းမှနေ၍နှစ်ကြိမ်ပုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းသိရပါတယ်။ယင်းတိုက်ခိုက်မှုအတွင်အပြန်အလှန်ပစ်ခတ်မှု6နာရီခန့်ကြာမြင့်ခဲ့ပြီးစစ်ကောင်စီတပ်သား2ဦးသေဆုံးကတော်လရေးပူးပေါင်းတပ်များဘက်ကထိခိုက်ဒဏ်ရာမရှိခဲ့ဘူးလို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရေပြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေပြူပါကပါတဝဲခရိုင်အမှတ်1တရင်တီ1တဝဲပြည်သူ့လူမျိုးရေးတပ် TPLF တာကရစစ်ကြောင်းဒေါနာစစ်ကြောင်း3တက်ခွဲလီ KBDF တက်ခွဲ6ဝေဟင် တက်ခွဲခုနှစ် LBF DNLA တဝဲခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး DDPDF DGRF TPDF ပါထူးတက်ရင်ငကနီပြောက်ကြားတက်ဖွဲ့ရွှေပြည်လုံးရက်ရွာလုံးကျုံကြီးအဖွဲ့ပါလာဖာတို့မှပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာတွင်ပြပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။